အားလုံးပဲမြင်လာပါခင်ဗျာကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Support Channel ကနေလည်းကြိုဆိုပါရစေဟုတ်ကဲ့ပါကျွန်တော်နေပေါ်တော့ဒါ UFA ကဘာဗလာပြိုင်ပွဲစဉ်တွေကိုကျွန်တော်လည်းရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျာဆိုတော့ဒီကဘာဗလာပွဲစဉ်တွေမှာဒီနေ့ကျွန်တော်၃ပွဲပဲရွေးချယ်ထားရှိပါတယ်ညီကတို့ဒီ၃ပွဲမှာကျွန်တော်ရတာစိတ်ကြိုက်ကိုခမညာလည်းနဲ့ကိုပေါ်တော့ဒါတော်တော်နဲ့လိုရင်းတော့ပဲရှင်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ဒီကဘာဗလာပွဲစဉ်တွေမှာထိမ့်ပြီးစောစစ်ခြင်းနဲ့များတရှုံညာပွဲတွေမှာဆိုလို့ရှိရင်ပေါ်တော့ဒါကိုးတွေမပြတ်လို့အသိကြီးတွေထင်သွားမှဖြစ်ခဲ့ဗျာဒါလိုမျိုးတွေရှိတာပေါ့နော်ဒါပေမဲ့ရာမတ်တွေဆုံချုံပြီးတော့ ါးကိုးတွေမပြတ်ထားရည်ရှိတဲ့ကြကဘာဘလာတော့ဒါထိမ့်ပြီးတော့ဆော့ကြပါဘောနော်အဲ့လိုပဲအကြံပြုချင်ပါတယ်အဲ့ကြောကျွန်တော်ကတော့ဒီနေ့ကျွန်တော်စိတ်ကြိုက်ကိုဟူခမှန်ရလဲပြောမှာတော့ပေါ်တူဂီနဲ့ဒီအိုင်လန်ဘွဲစဉ်ရဲ့စပိန်နဲ့ဂျော်ဂျီယံဘွဲစဉ်ပြင်ပေါ်တော့ဒါအက်စတိုလီးယားနဲ့ဒီအီတလီဘွဲစဉ်ဒီသုံးဘွဲရွှေ့ရှဲတော့မှာမောင်းဘော်ဒီဒီကိုတို့တွဲပြီးဆော့ကြပါခင်ဗျာနော်ပထမသုံးဘွဲစဉ်ဖြစ်တဲ့ကြပေါ်တူဂီဘွဲစဉ်ကျွန်တော်ရွှေ့ရှဲပြီးတော့မှာဖြစ်တယ်ပေါ်တူဂီနဲ့ပြောအိုင်လန်ဘွဲစဉ်ဘွဲစဉ်မှာဆိုလို့ရှိရင်ပေါ်တော့ပေါ်တူဂီကနေပြောဒါအိမ်ဝင်မှာနှလုံးသွင်းမှာကြာဆုံးချုံလေးကိုပေါင်းလေးသုံးလုံးတဝက်ချုံလေးကြောထားတယ်ဗျာဒါကနအူစေးအဝင်လေးပေါက်တဲ့ ပေါ်ဒီဈေးတိုင်းပေါ့နော်ဆိုတော့ပေါ်တူဂီကအုပ်စုမှာဆိုရင်နှစ်ပွဲအလုံးအနိုင်ရရှိထားပြီးတော့ဒါအိုင်လန်ကတော့တပွဲချုံပြီးတပွဲတေချာတာတွေ့ရတယ်ဗျ။နေတင်းတော့ထိတိုက်ပြစ်ဆုံးမှုအရဆိုရင်တော့နိုင်ငံပွဲစဉ်မှာဆိုပေါ်တူဂီကတော့ဒါအသာဒီကိုပြည့်စင်နိုင်ရတာရှိတယ်ဗျ။အဲ့တော့ကျွန်တော်ကတော့ဒီနေ့ပေါ့နော်တိုက်စစ်ပိုင်းမှာရော်နယ်ဒိုကညီပြန်နဲ့ဥဆောင်လာမှဖြစ်ကွန်းလက်ပိုင်းမှာဆိုဘနိုရိုဖာနာဒက်တို့ပေါ့နော်ဒါပဲနော်ဆေးပါတို့အကုန်ပြည့်စုံပါလာမှာပွဲစဉ်ဖြစ်တဲ့တကြောင် ဒီနှစ်ပွဲစဉ်အပြင်နောက်ထပ်ပွဲစဉ်တွေပါအရေးပါနေတဲ့ပေါ်တူဂီအနေနဲ့ဒါကမ္ဘာ့ဗလာကိုဒါတရိုက်ဝင်ရရှိသွားဖို့လို့ရုံးကန်လာခဲ့မယ်ဆိုရင်အင်ဝင်ဖြစ်တဲ့ပေါ်တူဂီရဲ့ကိုခတ်မန်းရလက်ကပေါ့နော်ကျွန်တော်နေတာ2ဒီဒါမှမဟုတ်31လောက်ဒီဖြစ်သွားနိုင်တယ်အဲကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့ပေါ်တူဂီနဲ့တည်းအိုင်းလုပ်ပွဲစဉ်မှာဆိုကျွန်တော်အင်္ဂွင်းဖြစ်တဲ့ဒါပေါ်တူဂီဘောလီပဲကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးခြင်းပါလေခင်ဗျာနော်နောက်ထပ်တပွဲကတော့စပိန်နဲ့ပေါ်တော့ဒါဂျော်ဂျီယံပွဲစဉ်ရွေးချယ်ပေးသွားမှာလည်းဖြစ်တယ်ဗျစပိန်ကလူငယ်ကစားသမားလေးနဲ့ဒီကမ္ဘာဖလားမှာပေါ်တော့ဒါအုပ်စု ဖွန်ပွဲစဉ်မှာသူကောင်းသမွန်နဲ့ဖြတ်ကျော်လာပြီးဂျော်ဂျီယန်ကလည်းကောင်းတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့စပိန်ကလည်းလည်းချုံးမများဘူး။ချုံးသွားမယ်ဆိုဂျော်ဂျီယန်ဘောနော်အမှတ်သုံးမှတ်ထပ်ပေးလာမှာပြီးအမှတ်တူဖြစ်သွားမှာလည်းဖြစ်တယ်ဗျ။အဲကြောင့်စပိန်နေတဲ့ဒီနေ့အင်ကွင်းမှာကြွတ်ထားပေါ်သေးရနှလုံးသွင်းတာတောက်ဆုံးအချုံးလေးထပ်ပေါက်ပေးကိုပေါင်းတောင်းလုံးချုံးတိတိဖောက်ပေးထားရသေးမှာဗျ။တော်တော်လေးစဉ်းစားလာဖြစ်တယ်။စပိန်မှာလူငယ်ကစားသမားလေးဖြစ်တယ်။ဒီနေ့တိကန်ကန်သွားမယ်ဆိုရင်တော့မှာဒါဂျော်ဂျီယန်ကလည်းတိဆိုးရှင်တော့နောက်ထပ်ပွဲစဉ်ညာပွဲချက်တွေဖြစ်သွားနိုင်တယ်။အဲကြောင့်စပိန်ကြွတ်ထားတဲ့ဘော်ဒီဈေးမှာဆိုအနည်းဆုံးကတော့ဒါကျွန်တော်ခုနကဒီပေါ်တူဂီတိုင်းမဲ့သူလဲကိုပြက်ကလေး နိုင်သွားရင်တော့2စီလောက်ဖြစ်သွားနိုင်တယ်။အဲကြောင့်မို့ကျွန်တော်ကဒီစပိန်နဲ့ဂျော်ဂျီယံပွဲစမှာဆိုရင်လည်းကျွန်တော်ကတော့အင်္ဂလိပ်ဖြစ်တဲ့စပိန်ဘော်ဒီကိုပဲကျွန်တော်လိုက်ပြီးတော့စော်ကစားခြင်းမျိုးရွေးချယ်ပေးခြင်းနဲ့ကြာ။နောက်ဆုံးတစ်ပွဲဖြစ်တဲ့ပေါ်တော့ဒါအက်စတိုနီးယားနဲ့ဒီအီတလီပွဲစုံကျွန်တော်ရွေးချယ်ပေးထားမှဖြစ်တယ်။အီတလီကနောက်ဆုံးကစားခဲ့တဲ့3ပွဲကပါဖလာပွဲစုံမှာ3ပွဲလုံးအနိုင်ရရှိထားတယ်။ ဒါပေမဲ့ Estonia ကိုတော့ချွတ်တက်လို့မရဘူး။ဆိုမဲ့ Italy ကတော့နောက်ဆုံးကစားတဲ့ပွဲမှာဘေးကွန်များပြီးရှုံးနေတာ။သူ့ဘင်းကိုသွင်းတော့ပေါ့နော်။ဒါနှစ်ဖက်ပိုင်းကိုလုံးပေါ့နော်။ကိုးပေါ်ထိဆော့ကစားပြီးတော့ဒါနိုင်ရရှိတာတွေ့ရပြ။ဒါပေမဲ့အိမ်ကွင်းမှာဆိုရင် Italy ကထိန်းဆော့တယ်ပြီးတော့အဝေးကမှာဆိုရင်တော့ဒါနည်းနည်းဆန်းဆန်း solid agency ပဲကိုယ်နေပြန်မိတာတွေ့ပြ။ဆိုတော့ Estonia နဲ့တွေ့တဲ့ချိန်တိုင်းမှာဆိုရင်ဒါ Italy ကတော့တားတယ်ဆိုပေမဲ့ယနေ့ဖောက်ပေးတဲ့ပေါ်ကြီးမှာဆိုတော့၃-၃နိုင်တာပြားဆုံးအစားစီဖောက်ပေးထားတယ်။ကိုပေါင်းလေးကတော့၄-၃နိုင်ပြားဆုံးအစားစီပြန်ပေးထားတာတွေ့ရပြ။ အတင်းသလုံးကတော့ခိုးလေးပေါ်သွားပြီးမြန်သွားမယ်ဆိုတဲ့သဘောမျိုးရှိလောက်တယ်။ဆိုတော့ကိုခံမှန်ကြတော့31လောက်မို့လို့ရှင်လဲဒါ42ဒါ41လောက်ဖြစ်နိုင်တယ်။အဲကြောကျွန်တော်ကတော့ဒီ Estonia နဲ့ဒီ Italy ပွဲစဉ်မှာ woman ဖြစ်တဲ့ Italy body ကိုကြည့်လို့ကိုပေါင်းအပေါ်လဲကျွန်တော်လိုက်ပြီးတော့ဆော့ပါသားခြင်းပါတယ်။ဒီပွဲစဉ်ကနှစ်ကြောင်းပေါ့နော်။ဟုတ်ကဲ့ပါ။ကျွန်တော်ရွေးရွှေပေးထားတဲ့ဒီကမ္ဘာဖလားပွဲစဉ်တွေမှာဆိုညီကိုတို့အကြိုက်ရှင်းလို့မယ်ဆိုလိုက်ပြီးတော့ဆော့ကစားလို့ရပါတယ်။မကြိုက်တဲ့ညီကိုတွေကကိုကြိုက်တဲ့ဘက်ကနေပတ်ကံပြီးဆော့ကစားလို့ရပါတယ်ခင်ဗျာနော်။အဲကြောကျွန်တော်ရွေးရွှေတဲ့ပွဲဒီမှာ၃ပွဲသလုံး body ဆော့ရသလို၃ပွဲသလုံးလည်း monk ဆော့ကြပါခင်ဗျာနော်။ ရှိရှိအားပေးတဲ့ညီကိုလည်းထူပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ